္ဂလာပါ social space ရဲ့ကြံရည်စီမျောကဏ္ဍကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ဝမ်းနေရတဲ့နေ့ပါကျွန်တော်တို့ခက်ကရှေ့ဆောင်လမ်းပြခပြဆရာကြီးမော်ဂျူရင်မနေ့ကွယ်လွန်ခဲ့ပါတယ်ဒီနေ့ကမြေချတဲ့နေ့ပေါ့ကျွန်တော်တို့ကြံရည်လောကမှာဆရာမော်ဂျူရင်ဟာ ခြေတန်းနေပြီးတော့ဒီပေါင်းများစွာမဂဇင်းပေါင်းများစွာတွေမှာရေးသားတွားခဲ့တဲ့ဆရာကြီးပါကျွန်တော်အဒီတာဘွားတော်ကချယ်ရီမဂဇင်းမှာဆရာမောင်ကျူးရင်ရဲ့လက်ရေးနဲ့ပြပိုးထားတဲ့ကြပြားတွေကိုလည်းတွေ့ရတယ်နောက်မဂဇင်းတော်တော်များများမှာလည်းထည့်သွင်းဖော်ပြတာတွေစင်တိုင်းစက်တက်ကိုတွေ့ရပါတယ် ကျွန်တော်ခစ်တော့ဆိုရင်အတိမတ်ပြူอ่ะမဂဇင်းခစ်တော့ဆိုရင်ကျွန်တော်တို့ရှေ့မှာကျွန်တော်တို့နောက်မှာကျွန်တော်တို့ level ပေါ့နော်အဲ့အရွယ်တွေမှာခစ်ပြိုင်တွေမှာပါဝင်ကြတဲ့ကြပြဆရာတွေများတယ်ဥပမာနိုင်ဝင်းမို့တလုံးမျိုးဆိုရင်တလားတလားဟိုကြပြတွေရဲ့မဂဇင်း9ခုလောက်ကိုပါဥပမာနောက်ကျွန်တော်တို့နောက်ပေါ့ ຫນွေစိမ့်ဝင်လို့ဆိုရင်မဂဇင်း9ခု6ခုလောက်ပါကျွန်တော်တို့လည်း9ခု6ခုလောက်ပါပါတပြိုင်တည်းတက်လာတယ်ပေါ့ဆရာကျူးလည်းလို့ဟိုရေးအားတကယ်ကောင်းတာပါကျွန်တော်တို့ခင်မှာရေးအားအကောင်းဆုံးလို့တော့မှကျွန်တော်တို့တက်မဲ့လို့ရမှာကျွန်တော်တက်မဲ့မိသမျှတော့တုံအောင်မိုးရှိတယ်မော်ကျူးရင်ရှိတယ်ကြပြားထဲမှာရေးအားအများကြီးရေးနိုင်ဆုံးပဲအဲ့လိုမျိုးတွေ့ရတယ်ဆရာကျူးကကျွန်တော်တို့လူချင်းတွေ့တဲ့အခါမှာလည်းတကယ်လူကြီးလူကောင်းပီးတာတယ် လူငယ်တွေကိုလည်းရိုင်းပင်းကူညီတယ်သူ့လိုလည်းကိုရဲစားတယ်သိရတတ်စင်မုံမြတ်တယ်သူကြပြပေါ်မှာတံမိုးထားမှုတွေအချမ်းကိုရိုးရှင်းပြီးတော့အမုံမွားကိစင်တယ်အဲ့လိုအထိပယ်ရှိတဲ့ဆရာကြီးကျွန်တော်တို့မြန်မာစာပေလောကမြန်မာကြရာလောကဆုံးရှုံးရတာပါအဲ့တော့မိသားစုကိုသာကြပြလောကကိုသာကဲဝမ်းနေရပါကြောင်းကျွန်တော် ပြောလို့ပါတယ်ကျွန်တော်တို့ကအချိန်အပြင်းလဲမမီတဲ့အတွက်ဆရာကိုမြေချတဲ့ပြင်မနာမျိုးတုတ်တန်ကိုကျွန်တော်တို့အချိန်မီမတော်ရောက်နိုင်ခဲ့ပါဘူးဆရာမောင်ကျူးရင်က1946ခုနှစ်မလာစတဲ့နေ့မှာပြင်မနာမြို့နယ် တပြေလာရွာမှာမူဖောက်ခဲ့ပါတယ်။ဆရာစောပြင်းမနာလည်းတပြေလာရွာမှာမူဖောက်ခဲ့တယ်လို့သိရပါတယ်။ပြင်းမနာဆိုတာကတော့အရှင်တို့ကကျွန်တော်တို့တင်စားရပါတယ်။ကြပြာမျိုးတော်လို့ပြင်းမနာတမျိုးလုံးလဲခရဆရာလေးအများကြီးပဲ။တော့ပြင်းမနာပြီးတော့တောင်ကိုဟင်းတရမုံရွာခရဆရာလေးအများကြီးထွန်ကားခဲ့တဲ့နေရာတွေပေါ့။ပြင်းမနာကတော့တကယ်ကြပြာမျိုးတော်လို့တင်စားခဲ့ရမှာပါလေ။ ပြောစမဲ့တယ်လည်းရှိခဲ့ဘူးပါလေ။ဆရာအဲ့မျိုးတော့မှဝေဖွားခဲ့ပါတယ်။တပြေလာရွာမှာ။ပြီးတော့ကျွန်တော်မမေတို့လောက်ကသူငယ်စဉ်ကလေးကနေပြီးဘွားတစ်ချောင်းလုံးကြပြားလေးစင်လဲစက်တဲ့ရေးသားခဲ့တာကိုကျွန်တော်တွေ့ရပါတယ်။နောက်တစ်ခုကသူကဥမာတွုံးအောင်မို့ဆိုရင်သူရဲ့ orange ဆိုတဲ့မဂ္ဂဇင်းဟို digital ပေါ့ online magazine မှာဆရာကျူးနာရကဖြစ်နေတဲ့ဒီထည့်သွင်းဖော်ပြထားတွေ့ရပါတယ် ဟိုသူတို့ကလည်းတကယ်တားဖလို့ပါပဲအခုချိန်မှာတကယ်ရင်တိုးယူတာရှိရင်ဟိုဘလောက်ဝန်ထဲကိုကျွေးနေမလဲဆိုတော့လေတိုင်းပေါ်မှာပြန်ထားတာပဲတွေ့ရပါတယ်ကျွန်တော်လည်းစိတ်မကောင်းပါဘူးဝန်ထဲစရာတွေဘလုံးအင်တာအများပြားနေတဲ့ကြရာလောကကြီးမှာကျွန်တော်တို့ကြံရဲသူတွေရဲ့ဝန်ထဲကိုကျွေးနေရတာဆရာကျူးရဲ့ဆရာကျူးက အဲ့လိုနဲ့ကြပြာပေါင်းများစွာရေးသားခဲ့ပြီးမဂ္ဂဇင်းတွေမှာလည်းဖြတ်တန်းကျော်ဖြတ်ခဲ့ပြီးတော့2025ခုနှစ်မေလ28ရက်နေ့အသေးကင်းစာယောဂာနဲ့သူ့ရဲ့နေနေမှာပဲကြွယ်လွန်ခဲ့တယ်ကျွန်တော်သိရပါတယ်ဆရာမောင်ကျူးရင်ကိုမတ်တရကာရဝပြုတယ်အနေနဲ့ဆရာမောင်ကျူးရင်ကြပြာတော်ဘုရား ရွဆိုပါမယ်။အပြာကောင်းစဉ်ကတော့လူလူချင်းလို့ခေါ်ပါတယ်။လူလူချင်းလန်ချဟာလူကဆွဲပြီလူကစီးတာပါပဲ။လူလူချင်းစီးတာပါပဲ။စိုက်ကားဟာလူကနင်းပြီ။ လူကစီးတာပါပဲလူလူချင်းစီးတာပါပဲမျက်နှာအဝတ်စီးပြီလူကလူကိုဖမ်းစီးလူကလူကိုပုံစံမျိုးစုံနှိပ်စက်လူကလူကိုညှဉ်းပန်းတာပါပဲမတွေ့ဘူးမသိဘူးပါပဲ လူကလူကိုတနက်နဲ့ပြစ်ခတ်လူကလူကိုတက်ဖြတ်တာပါပဲကလထိုင်ဘောကလူကလူကိုအမိန်ပေးလူကလူကိုနှိတ်ကွတာပါပဲလူလူချင်းရစ်ဆက်တဲ့တန်တရားဟာအခုထိလည်နေတော့မယ်လူလူချင်း ရှစ်ဆက်တဲ့တန်တရာဟာဘယ်မှာဆုံးမှာပါလဲလူလူချင်းတန်းဒီလူနေကြတဲ့လောကကိုရောက်ရင် မကောင်းဘူးလားမောင်ကျိုးရဲ့